ဆရာလေးအမည်နဲ့တဘာဝရည်တာကိုစတင်ရရှိမှုနဲ့ပတ်သက်ပြီးတော့တစ်ချက်တော့ပြောပြလို့ရမလားဆရာလေးဘဝနာမီယာတာဒနာညာနီပါဗျာအာဆရာလေးစတင်ရောက်တာကတော့ဘန်ကောက်မှာအာဘုရားရဲ့ရိုးလိုရိုက်နေတဲ့မင်းသားနဲ့စတွေ့ပြီးတော့ဆရာတော်ဖျားအိန္ဒိယမှာတာဒနာပြုချင်တယ်လို့မိန့်ထားတဲ့အတွက်ကိုသူနဲ့ဆက်သွယ်ပြီး အာသူ ਨੇ တည်ကြံပြီးတော့သူ့ရဲ့တပည့်ပေါ့နော်အတော်ဆုံးသူ့ရဲ့တပည့် ਨੇ ဆရာလေးကိုမိတ်ဆက်ပြီးပြီးတော့အဲ့ဒီအနေနဲ့စပြီးတော့အာအာခင်မိုးရခဲ့တယ်တဘွားရိတ်တာတီထောင်ဘွားဒီအိန္ဒိယမှာဆရာလေးတို့ကဘယ်သူနဲ့မှမတီးတဲ့အတွဲအဲ့လိုအကူညီနဲ့ဆရာလေးဒီကိုရောက်လာတယ်အာမရောက်ခင်ကဘာကြောင့်ရောက်လဲဆိုရင်ဒီ အဲ့ဒီအမအနေပြီးတော့ဗောနော်သူကအနေပြီးတော့ဆရာလေးကိုမြင်းနဲ့ဧကခွဲကိုလူတယ်လူတော့ဘဝရိတ်ကလည်းဆက်လုပ်ဖို့ရှိတယ်ဗောနော်သာသနာပြုဖို့ရှိတယ်ဆိုတော့ဆရာတော်ကိုဆရာတော်ဘုရားဘဝရိတ်တာအတွက်လေဖြစ်တယ်ဗောနော်ဆရာလေးကိုဒီလိုမြင်းလူတယ်လက်ခံရမလားဆိုတော့ဆရာတော်ကလက်ခံလိုက်တဲ့ဒီတမိသာသနာပြုမယ်တဲ့အဲ့ဒီမှာတဲ့ဆိုတော့ဆရာတော်ပြီးတော့လက်ခံပြီးတော့ဒီကိုရောက်လာတယ်အော်ရောက်လာတော့အဲ့ဒီအမအိမ်မှာဆရာတော်ဆရာတော်နေလာတယ်ဗောနော်လာပြီးတော့ အဲ့ဒီမြေနေရာကိုလက်ခံမိမဲ့မြေနေရာကဗုဒ္ဓဂါယာဖရာပွင့်တဲ့နေရာကနေအာနှစ်နာရီလောက်သွားရတယ်ဆိုတော့ကျတော့ဆရာတော်ကနေပြီးတော့အကြံပြန်ပြုတယ်ပေါ့နော်အကယ်၍ဗုဒ္ဓဂါယာအနီးတစ်ဝိုက်မှာပေါ့နော်ရှိလို့ရှိရင်တော့မလူတဲ့လူမရှိလေအာရိတ်တာတခုဟိုတီထောင်ဖို့အတွက်ကိုမြေရှာပါအဲ့ဒီမှာလေးဝယ်မယ်ပေါ့နော်အဲ့လိုပြောတော့ဆရာလေးကိုအသုံးလာလုံးပေါ့ဆရာလေးကဆရာတော်နဲ့ပြန်မလိုက်ပဲလေဒီမှာမြေနေရာရှာခဲ့ပါတယ်ဗျာ တော့ဒီမှာလာပြီးတော့အခုဆရာလေးတို့ဒီရှာတွေ့ရှိတဲ့ဒီနေရာမှာပဲအခုသာသနာစပြီးပြုနေပြီဗျာဝါစေ၃လလေးဒီမှာပြီးခဲ့ပါပြီဗျာဆရာလေးအိန္ဒိယတဘာဝရိတ်တာမှာဘယ်လိုနေရာမျိုးတွေကိုတောင်းဝင်ပြီးတော့လှုပ်ဆောင်ဆောင်ရွက်နေလဲပေါ့အာတပည့်တော်ကအာဘာသာစကားပေါ့နော်ဘာသာစကားကအိန္ဒိယရေပါဠိစာရေကြောင်းတက်ခဲ့တဲ့အတွဲဘာသာစကား အာသုံးမျိုးပေါ့နော်မြန်မာရဲ့အိန္ဒိယရဲ့ပါဠိရဲ့တက်တဲ့အတွဲအဲ့တော့ဆရာတော်အတွဲကိုဆရာတော်အင်္ဂလိပ်လိုလေဟောတာတွေရှိသလိုအာမြန်မာလိုဟောတဲ့အချိန်မှာဆရာလေးကနေပြီးတော့ဘာသာစကားပေါ့နီပေါ်လူမျိုးတွေကိုပါဠိစကားနဲ့ဟိန္ဒူလူမျိုးတွေကိုဟိန္ဒူစကားနဲ့အာတပည့်တော်ဆောင်ရွက်ပေးပါတယ်သာသနာပြုပါတယ်ခင်ဗျာနောက်တစ်ခုကဒီမြေနေရာနဲ့ပတ်သက်ပြီးတော့ဆရာတော်ကဒီမြေနေရာကိုအာတနည်းအတွက် အပေါ့နော်ဒီလိုအာရက်ချင်းပြီးတော့ရှင်းရမယ်ကိစ္စတွေပေါ့ဒီမြေပိုင်ရှင်နေနဲ့စကားပြောရတာတွေအိမ်တော့ဆိုရင်တော့ wifi ကိစ္စရေကိစ္စပေါ့နော်ရေသမားကိုပြောရတာဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့လာတဲ့ဟိန္ဒူလူမျိုးတွေကိုဆရာလေးကကြည့်ပြီးတော့အာသူတို့စကားပြောရတာရှိပါတယ်ဗျာ။နောက်ဟိုတိလရှင်ဝမေဟိန္ဒူလူမျိုးတိလရှင်ဝမေတန်ဃာတွေအာကြွလာပြီးအာတန်ဃာတွေဝှစ်ချင်နေဆိုရင်ဒီဥစည်းနေကိုလည်း အဲစကားပြောရတယ်။နောက်တိလရှင်ကိုဝုတ်ပေးတယ်။နောက်မွန်ဘိုင်းရနဲ့ပေါ့ခရီးဝဲရနဲ့သူတို့တိလရှင်ကိုချင်နေဆိုရင်လည်းအာဆရာလေးကိုပဲအာကွန်တက်တွေလုပ်တယ်ဆိုတော့သူတို့တွေနဲ့ဟင်ဒီဘာသာအဓိကအာအဲ့လိုသူတို့တွေကိုအာတပီတော့နေပြီးတော့ဘာသာပြန်ပေးတယ်။နောက်ဆရာတော်မရှိတဲ့အချိန်ကျတော့ဆရာလေးရဲ့အာတာဝကတွေပေါ့နော်ဆရာလေးရဲ့ဓမ္မမိတ်ဆွေတွေကို Zoom ကနေတရားပြရင်ဆရာတော်ရှိရင် Zoom ပိတ်လိုက်အာဆရာတော်နဲ့အတူတူသာသနာပြုလိုက်ပြီးရင်ဆရာတော် အိန္ဒိယမှာမရှိတော့ဘူးဆိုရင်ကြတော့နည်းနည်းလေးအလေးအားတဲ့အချိန်ကြတော့ကိုတရားပြန်ပြီးတော့ကိုရဲ့လူတွေကိုပြန်တရားပြတယ်ဒီမှာအိန္ဒိယနိုင်ငံကအလူတွေလာလို့ရှိရင်လေအာသူတို့ကိုဆရာလေးကြည့်တော့ကိုသူတို့ကိုပြန်ပြီးတရားပြပေးပါတယ်ဗျာအိန္ဒိယနိုင်ငံမှာသာသနာပြုရတာဆရာလေးတွေဘယ်အကျိုးကျေးဇူးတွေရရှိလဲအာအိန္ဒိယနိုင်ငံကဖျားပွေးတဲ့နေရာဖြစ်တဲ့အတွက်အာတပည့်တော်တို့လို့ ာဘာသာကြားပေါ့ဖခင်နဲ့လူမျိုးတူပေမဲ့ဘာသာကြားပေါ့အဲ့လိုလူမျိုးအတွက်ကိုမြန်မာနိုင်ငံမှာကအားဆရာတော်တွေအာပေါ့နော်တကယ်ဟိုမကုတ်ဆရာတော်တွေတင်အာအုံတုကဆရာတော်တွေတကယ်တကယ်အရိယပုဂ္ဂိုလ်တွေအာတရားပြတဲ့အဘိဓမ္မာဆရာတွေဆရာမတွေအများကြီးရှိပါတယ်ဗျာအဲ့တော့တပည့်တော်ကဒီအိန္ဒိယမှာကျတော့ဘာသာပြန်ဖို့ဘာသာပြန်ပြီးတရားပြုဖို့တရားသာသနာပြုဖို့ရေနောက် အာနီဘောဘာသာအာနေပါလီလူမျိုးတွေကိုသာသနာပြုဖို့ကြတော့တပည့်တော်အနေနဲ့အာဒီမှာလိုအပ်တယ်ပေါ့နော်ဒီကသူတွေကအခုတည်တဲ့လောက်ကဆရာတော်နဲ့မွန်ပိုင်းမှာသွားပြီး16ရက်မှာအယောက်တထောင်လောက်ပေါ့နော်သူ့နေရာသူ့နေရာရွာတဲ့မြို့တွေမှာတပည့်တော်တို့တရားပြတဲ့အချိန်မှာတည်လဲရတာသူတို့ကတရားတော့လုပ်တယ်ဒါပေမဲ့တမထားအဖြစ်နေတာတွေအများကြီးတွေ့ကြုံခဲ့ရပါတယ်ခင်ဗျာအဲ့တော့သူတို့တွေကိုလည်းဒီသာသနာပြန့်ပွားဖို့အတွက် အာတပြီးတော့အိန္ဒိယနိုင်ငံမှာသာသနာပြုနေခြင်းဖြစ်ပါတယ်ဗျာဗုဒ္ဓဂါယမှာဆရာလေးရဲ့ခံစားရတဲ့ခံစားမှုတွေကိုမျှဝေပေးလို့ရမှာလားအော်ဗုဒ္ဓဂါယမှာကျတော့ဘယ်လိုခံစားရလဲဆိုရင်ဖျားပွင့်ရနေရာတွေတာဖြစ်တဲ့အတွေ့ပထမဆုံးဆရာတော် ਨੇ အတူတူလာတဲ့အချိန်မှာဆရာတို့နောက်ပိုင်းတော့မအားဘူးပေါ့ပထမတော့ဒုက္ခစရာကျင်းတဲ့နေရာတွေတွားခဲ့တယ်သူဇာတာကတို့တို့ဆိုအကတဲ့နေရာတွေတွားတဲ့အချိန်မှာကြက်သေးကြက်သေးတွေဖြန်းဖြန်းထားပြီးတော့တကယ်မြတ်စွာဘုရားတက်တော်ရှင်ကြားရှိနေတယ်အာပုံညာမျိုးခံစားရပါတယ်ဗျာပြီးတော့ဒီမှာတပည့်တော်တို့ဒီမှာတရားကျင့်တာနဲ့အာဒီမြန်မာနိုင်ငံမှာအာဘုရားတရားတန်ခါနဲ့တန်ခါကို ိုးကွယ်တာတူပေမဲ့လေဒီမှာကျတော့ဖရာရဲ့ရင်ဝင်ထဲမှာတကယ်ဖရာရှိတယ်ဖရာလုံးရတယ်လုံးလုံးခဲ့တဲ့ဒီဖရာတရားထိုင်ခဲ့တဲ့နေရာတွေအာဒီနေရာအလုံးပေါ့နော်ဖရာသွားခဲ့တဲ့နေရာတွေရောက်တဲ့အချိန်ကျတော့ဖရာအနဲ့လက်တွေ့ဖူးရတယ်လို့ခံစားပြီးတော့ဒီကလူတွေလည်းအဖက်ဖက်ကဂျပန်အဲ့လိုပေါ့ဗီယက်နမ်ပေါ့နော် နော်အမေရိကန်အဖက်ဖက်ကနိုင်ငံတကာလာပြီးတော့ဖယားကိုကြည်ညိုတာလည်းမြင်တဲ့အချိန်မှာအမတာမပီတီဖြစ်ရပါတယ်ဗျာ။နော်သူတို့တွေလည်းအရန်ကိုဖယားကိုကြည်ညိုတာတွေကိုဆရာလေးတို့မြန်မာနိုင်ငံမှာကြည်ညိုကြည်ညိုတယ်ဆိုတာတက်ကိုကြည်ညိုတာလည်းအရန်ပဲကြည်ညိုကြတယ်ဖယားတရားတန်ခါပေါ်မှာသီလရှင်တော်မှာသူတို့ဆိုရင်အာဒီတန်ခါတွေကိုပဲအာဆရာလေးတို့ကဒီခြေတော်ဟိုအိမ်ပြင်းလို့ရှိရင်ခြေတော်တွေ စီးပေးတယ်တုတ်ပေးတယ်ဒါပေမဲ့သူကသီလရှိနေလို့လည်းအဲ့လိုကြည်ညိုတာတွေတွေ့ခဲ့ရပါတယ်ဗျာ။နောက်ဒီအိန္ဒိယနိုင်ငံမှာကသူတို့မိကွန်းလေးတွေအများကြီးတယ်ပေါ့နော်မြန်မာနိုင်ငံကအာယောဂီတွေလည်းမမအာမနာဘာမှမရှင်းမကြောက်ပင်နေပေါ့နော်ဆရာတော်ဖရာတွေဒီရိတ်တာမှာမိကွန်းတွေကိုတီး တီးတဲ့လောက်ပေါ့ကိုတီးထားတော့ကိုနားမလည်ဘူးဆိုရင်မေးတင်နေပေါ့နော်အဲ့လိုမေးမှသာလေမေးပါများတော့အဖြစ်ရပြီးတော့တရားကြည့်ဖို့အတွက်ကိုလမ်းဖြောင်းသွားမယ်လမ်းမှန်သွားမယ်ပေါ့နော်အိန္ဒိယနိုင်ငံမှာကျတော့အရန်မေးတယ်ပေါ့မေးခွန်းပေါ့ဒီဘုရားတရားတန်ခါပေါ့နော်ဗုဒ္ဓဓမ္မဆန်ခါကိစ္စနဲ့ပတ်သက်ပြီးတော့တရားနဲ့ပတ်သက်ပြီးတော့ဝိပဿနာနဲ့ပတ်သက်ပြီးတော့အယံမေးခုမေးတော့သူတို့မေးခုနေရသွားတယ်အဖြေတွေရသွားတယ်ပြီးတော့စူးစားလဲစူးစားတယ်ပေါ့နော်တဏှာရင်ထိုင်ရမယ်ဆိုရင်တဏှာရင်တုတ်တုတ်မလုပ်ပဲထိုင်ကြတယ် ်ဆိုတော့သူတို့ရဲ့ဝိရိယသူတို့ရဲ့တရားတွေမြင်ခြင်းအပြင်အယံကိုသာသနာပြုဖို့လည်းအယံပဲအာလွယ်ကူပါတယ်ဗျာအခုအိန္ဒိယနိုင်ငံမှာပူပေါင်းဆောင်ရွက်ပြီးတော့သာသနာပြုနေတဲ့အချိန်မှာဆရာလေးလိလာတလောက်လေးကျင်းတလောက် ပြုလုပ်တလောက်ကိုဘလို့ခံစားမှုရထက်ရရှိလေအော်တပည့်တော်က အဲ့တော့အရင်ကလေးရပေါ့နော်ကော်ရတီလာရှင်မဟုတ်ခင်ကလေးရအတပြီးတော့နှစ်20လောက်တရားကျင့်ပြီးတော့တပြီးတော့ရေဓမ္မမိတ်ဆွေတွေသူတို့လူလာရေတပြီးတော့တရားပြခဲ့တယ်ပေါ့နော်တရားပြတာတော့ကြာခဲ့ပြီဗျာဒါပေမဲ့အခုကဆရာတော်ကနေပြီးတော့ဆရာတော်ကအများဆုံးမိတာကြီးมาပြီးတော့ဆရာတော်ကသူကတပည့်အဲတပည့်လုတ်ပေးတာမဟုတ်ဘူး။ तू ကဆက်ရပေါ့နော်။ကိုယ်စီမှာအစွမ်းရှိရှိတယ်လို့ပေါ့နော်။ ဆက်ရမွေးပေးတယ်ပေါ့နော်ဆရာတော်လေးအခွင့်ရပေးတဲ့အတွက်ကိုပြီးတော့လေဒီမှာအခုလိုတရားလေးပြနိုင်ခဲ့တယ်ကိုသာသနာပို့ပြီးတော့ကျေပြန့်စွာပြုလုပ်နိုင်ဖို့ဆရာတော်ရဲ့အခွင့်ရပေးတဲ့အတွက်ငါရိတ်တာငါတယောက်ပဲဟောမယ်ဆိုတော့အတ္တစိတ်အာအဲ့လိုမျိုးမရှိဘဲနဲ့အားလုံးကိုခေါင်းဆောင်နေရမှာအာအလုပ်လုပ်ဖို့အတွက်တင်ပေးတဲ့အတွက်တပြီးတော့ကျင့်နာအားရပါတယ်ဗျာကိုရဲ့ပြုလုပ်ခဲ့တဲ့နေ့နဲ့ဆင့်ခဲ့တဲ့တရားကိုဖရာတရားတန်ကာ မိဘဆရာကိုကျေးဇူးဆက်ခွင်ရတဲ့အတွက်ဆရာတော်ဘုရားဥဟုတ်တမတာရာသဝရိတ်တာနာယကဆရာတော်ကိုလေးတပြီးတော့အချိန်ချင်းအော်ပါတော့ကျေးဇူးလေးတင်ပါတယ်ဗျာဖရာတရားတန်ခါမိဘကျေးဇူးကိုတပြီးတော့ဘုရားကာယမှာဒီလိုဆက်ရမယ်ဆိုတာတကယ်မသိခဲ့ပါဘူးဆရာတော်ကဒီမှာနေရမယ်လို့ပြောတော့မှလည်းတပြီးတော့နေရင်းခဲ့ပါတယ်ဗျာဒါပေမဲ့ဆရာတော်ကတကယ်အာတကယ်ညံကြီးရှင်သူတော်ကောင်းအာပြတာပြီးဆရာလေးဒီမှာပဲ အာဒီဘာသာစကားတက်ကြွနေတဲ့ဒီမှာပဲတာနာပြုပါလို့ဆရာတော့မင်းနဲ့အတွေ့တပြီးတော့ဒီမှာပဲအာရတဲ့ဗံပေါ့နော်အာတရားဘာဝနာအာမြောက်ဝင်တာနာပြုဖို့စဉ်းစားထားလိုက်ပြီဗျာတဘာဝဟိတာကိုလာရောက်မဲ့တန်ဃာတိလရှင်ယောဂီတွေကိုဘာတွေလိုအပ်လဲဘယ်လိုလိလာကျင့်သုံးရမလဲဆိုတာကို တစ်ချက်လောက်မျှဝေပေးလို့ရမလားအာတဘွားရိတ်တာလာမယ်ဟာယောဂီတွေကတော့ဒါရိတ်တာမှာဝင်နေယောဂီတွေကတော့အဲ့လိုပေါ့နော်အားလုံးပေါင်းပြီးတော့စုပေါင်းလုပ်နေတယ်ဆိုတဲ့အချိန်မှာတယောက်နဲ့တယောက်အာဖရာရဲ့သာသမီတွေဖြစ်တဲ့အတွင်းအာစုပေါင်းပြီးတော့ကိုတန်ရာတန်ရာကိုရဲ့သိရပေါ့နော်ကျွမ်းကျင်ဟာအခုဒီတဘွားရိတ်တာမှာလုပ်နေပါတယ်အာတချို့ချက်ချက်ဖို့ဝါသနာပါတယ်လူတွေချက်ကြတယ်အာဒီ ဆာရဲဆာရန်ကူပြီးတော့တော့လေလေတောင်းကြတယ်အာတချို့ကြတော့လေမြင်နေရတဲ့ကိစ္စတွေသွားအာလူတွေနေရာမှာသွားပြီးတော့တွေ့ချက်တဲ့အာဒီ zoom ဒီ location တွေပေါ့နော်ဒီလူမျိုးတွေလုတ်တဲ့ယောဂီတွေလည်းရှိတယ်အာနောက်ပြီးလို့ရှိရင်ဒီဆရာလေးတီလာရှိနေအခုစုံချုပ်တဲ့ဆရာလေးတွေလည်းရှိတယ်အဖက်ဖက်ကဆရာတော်ရဲ့တပည့်တွေကအားလုံးသူ့ညာနဲ့သူအာခေါင်းဆောင်ကြတာတွေရှိပါတယ်ဗျာအားလုံးစုပေါင်းပြီးတော့ လောက်ကြတယ်ဒါပေမဲ့ဒီထက်မကတိုးတက်အောင်နဲ့အာလာမယ့်ယောဂီတွေလည်းဒီသာသနာကိုပြန်ပွားအောင်အားလုံးစုပေါင်းပြီးတော့အာတယောက်တည်းလို့လို့မရပါဘူးခင်ဗျာအဲ့တော့စုပေါင်းပြီးတော့အကုန်လုံးအာဘောနော်ဒီအာသီလရှင်ဟိုကျင်းဖို့ဆိုရယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကအာဝုလာခဲ့တဲ့ယောဂီတွေဖြစ်တဲ့အတွက်သူတို့ကအဲ့ဒါတွေတော့အားလုံးသိပါတယ်သင်ပြစရာအာတော့အိန္ဒိယလူတွေပေါ့နော်အိန္ဒိယကယောဂီတွေ လာဖို့မှသီလရှင်ကျင့်ဖို့ကိုပြောပြရတယ်ပေါ့ဗျာ။အော်မြန်မာနိုင်ငံကနေလာတဲ့ယောဂီတွေကတော့ဒါတွေကတော့တည်ပြီးသားဖြစ်တဲ့အတွက်အဝါတွေလည်းရှိနေကြပြီးဖြစ်တဲ့အတွက်ယောဂီအစ်စ်တွေလည်းအရိတ်သားတွေခဏခဏဝင်ထားတဲ့သူတွေလည်းရှိကြတာများတဲ့အတွက်ကိုသူတို့အဲ့လိုသီလရှင်တော့ကျင့်ဖို့တင်နေတော့ပြောစရာမလိုပဲမဲ့အားလုံးစုပေါင်းပြီးတော့အာသာသနာအတွက်ကိုပြုလုပ်ကြမယ်လာမဲ့သူတွေလည်းဒီမှာအခုဆရာတော့စပြီးတော့ဒီရိတ်တာစဖွင့်လို့တယ်ဆိုတာ လာမယ်အာဖရာဘုမေယောဂီတွေကိုလေဆရာတော်အနေနဲ့အာဒီမှာလာပြီးနေပြီးတော့စိတ်ရတာလည်းရှိမယ်စမ်းတာတဲ့လူလည်းရှိမယ်လာရင်တဲဖို့နေဖို့လည်းရပါတယ်လို့ဆရာတော်နေပြီးတော့အာမေတ္တာဖြင့်ဆရာတော်အမိန့်ထားပါတယ်ဗျာဟောဒီလိုမျိုးဆိုလာရောက်ပြီးတော့ဗုဒ္ဓဂါယမှာလာပြီးတရားထိုင်နိုင်ပါတယ်လို့မှာကြားချင်ပါတယ်ဗျာဆရာလေးနေနဲ့ United Buddha ka new channel ကိုဗာများပြောခြင်းတည်လေ အခုလိုစီဇင်နာအာတပည့်တော်တို့ဆရာတော်ရဲ့ဒါဒီရဲ့ channel ပေါ့ United Channel ဒီလိုမျိုးပြုလုပ်တင်တာတော့မကြပြီလို့ပေါ့နော်ဆရာတော်လုံနေတဲ့အာဒီအာတဘွားရိတ်တာမြန်မာနိုင်ငံမှာရိတ်တာပေါင်းတရာနဲ့အခြားနိုင်ငံနိုင်ငံလုံးကဘာမှာအာ120ကျော်ရိတ်တာတွေရှိတဲ့အတွက်တကယ်တကယ် အာဒီပရာဟိတအလုပ်တွေလည်းတကယ်လုပ်နေတဲ့အတွက်ကိုဒါတွေကိုအရင်ကတည်းကတောင်ချပြတဲ့နဲ့တကယ်ဝမ်းသာပါတယ်ဗျာဒီလိုဖြစ်မှလည်းအာဒုက္ခတာတွေတကယ်ဆရာတော်အာဒီမိဘမဲ့ရေနောက်ပြီးလို့ရှင်ဘိုးဘရိတ်တာတွေဖွင့်ထားတာတွေအခုဒီရိတ်တာမှလည်းတပြေးပြီးတပြီးတော့အခုစပြီးတော့လုပ်နေတယ်ဆိုတော့မပြီးသေးဘူးပေါ့နော်အဲ့တော့အားလုံးရဲ့စုပေါင်းစပေါင်းတွေဒီရိတ်တာတစ်ခုထောင်းပြီးဆိုရင်ဆရာတော်ကလည်းတိတ်မနေအောင်ပေါ့နော်အဲ့တော့ ဒီမှာကလာပြီးထိုင်နေလူတွေအတဲဒီသူတို့ဘာအတွေ့ပေါ်တော့တရားကျင့်စေခြင်းလို့ဆရာတော်မြတ်တာစေတနာနဲ့အဒီရိတ်တာကိုဖွင့်လိုက်တာဖြစ်တဲ့အတွေ့ဘုဒ္ဓမဆိုလာရောက်ပြီးတော့အလုတ်အားပေးလေးလုံနိုင်တယ်ဒါနလေးလုံနိုင်တယ်ရိတ်တာတိစားဖို့အတွေ့လည်းအများကြီးကြံနေတယ်ပေါ့နော်အဲ့ဒီအတွေ့ကိုအာစုပေါင်းစပေါင်းလုပ်ပြီးတော့သာသနာကိုတပည့်တော်တို့ထိတာဝါဒဗုဒ္ဓဘာသာဖြစ်တဲ့အတွေ့အားလုံးမြန်မာနိုင်ငံကထိတာဝါဒ လူမျိုးတွေလည်းအားလုံးလာပြီးတော့ပန့်ပိုးနိုင်တယ်၊ကုညီနဲ့ကုညီနိုင်တယ်။အဆရာတော်ကလည်းအကူညီပေးမယ်ပေါ့နော်။အပြန်လာပေါ့နော်။ဒီမှာလာပြီးတော့လေတိတ်မရှိတဲ့လူတွေလည်းကာကာလောက်နေကာလောက်ဝယ်ယူပြီးတော့ဒီမှာလာနေပြီးတော့တရားတွေထိုင်နိုင်ပါတယ်လို့မှချအထင်ပါတယ်ဗျာ။ကျေးဇူးတင်ပါတယ်ဆရာကြီး။ဟုတ်ဥတင်ပါတယ်ခင်ဗျာ။